ဒီနေ့ရှင်များအားလုံးမင်္ဂလာပါဒီနေ့ကတော့မဖြစ်မနေစေမုံထင်ရမယ့်အနုပညာရှင်များတဲ့ကြောက်ကြရဆိုရင်ကျွန်တော်ဘုံသုဒ္ဓနဲ့လည်းနားထောင်ကြပါဘောနော်ဒီစေမုံထင်ရတော့မယ်အနုပညာဟုတ်မိုက်ရွာလောက်ထားတာတော့တော့ပုံကတော့အမှန်ကန်ကြီးထိထားတာနော် ော်တို့ချို့တယ်ပါဒါတွေကတော့အရှင်များအင်းတခိအချိန်မှာနိုင်ငံမှာစစ်မှုပဋ္ဌာန်းမဏိယဥပဒေထုတ်ထားပြီးလူငယ်တွေတော်တော်များများလေးစစ်မှုထမ်းနေကြတာကိုအားလုံးသိပြီးသားဖြစ်မယ်ထင်ပါတယ်အင်းအတက်ပြည့်ပြီးသူတိုင်းစစ်မှုထမ်းရမယ်လို့သာဥပဒေထုတ်ထားပေမဲ့ပတ်စံရှိတဲ့သူတွေနမကြီးလူပညာရှင်တွေကဘာနမကြီးအဲ့တော့တရားမကိုစစ်မှုမထမ်းရတာပါဒီစမာကတော့တက်တယ်နေပြီးဒီလိုဆုံးရတာတော့အားကောင်းရကျုံးဝင်ပြီး ားလို့ဆံမတဲ့ရောက်တယ်အဲ့တော့ဒီလိုကဒီလိုကဘုရားဥပဒေနဲ့မင်းရဲ့ယောဂကျင့်ကြံအောင်ပေါ်ပြပါတယ်ရယ်ဒီမှာပြုလို့ဖြစ်ပါတယ်အပေါ်ကနေမကျက်မကွက်ဒါကြောင့်မဲ့ဗီဒီယိုရဲ့အားလုံးကဝိုင်းပြောကြရတာနေအနုပညာရှင်တွေကိုလည်းစိတ်မှုထမ်းဖို့ထုတ်ပြန်လာပါပြီ။ နံပါတ်၁ပိုင်ဒဂွန်ပိုင်ဒဂွန်ကတော့လက်ရှိအချိန်မှာစစ်မှုထမ်းမှုအတွက်အသက်အရွယ်ရောလိုအပ်ချက်တွေပါပြည့်စုံနေတာပဲဖြစ်ပါတယ်။ပိုင်ဒဂွန်တယောက်ကကဘာမာဘာရုပ်ရှင်ကားဝေးရိုက်ကူးနိုင်နေတဲ့မင်းသားချော်ဖြစ်တာကြောင့်ရှေးဆောင်လမ်းပြအနေနဲ့စစ်မှုထမ်းပြခိုင်တဲ့သဘောလေးဖြစ်ပါတယ်။ပိုင်ဒဂွန်ကထောင်ထဲမှာတနည်းလောက်သွားနေအော် ီဘီခံဝင်နဲ့ထုတ်လာရတာဖြစ်တဲ့အတွက်အခုလိုစစ်မှုထိုင်ရမယ်ဆိုတာကိုမြင်းဆိုင်နိုင်မှုကအတော်လေးမဖြစ်နိုင်ပါဘူးထုတ်ပြန်ထားတဲ့တင်ရတော့ဘိုင်ဒန်ကဟာကျော်ဒါကတရှင်တော့ဆန္ဒပြပွဲတော်ကထွက်ခဲ့တဲ့ပုံလေပေါ့နော်ငါမှစတင်သွားမယ်စစ်မှုထံအဖက်စင်အစ်စ်မှာစတင်ပြီးတော့နနစ်တန်ဝင်ထမ်းဆောင်ရတော့မှာပဲဖြစ်ပါတယ်နံပါတ်1ဂျီပတ်ဂျီပတ်ကတော့အတန်မကောင်းပြီမဲ့လေတနိုင်ငံလုံးအတိုင်းအတာဒီဟာ ီဘက်ကအတန်မကောင်းအောင်မှသူတစ်ချက်နဲ့ကောင်းပါတယ်ဒီကြောလေးအောင်မီနေတဲ့အစူရောတယောက်ပဲဖြစ်ပါတယ်ဒီဘက်ကလည်းဗမာကတော့ပိုင်ကုံလိုပဲစာနာဒိညာကိုစန့်ကျင်ခဲ့ပြီမယ်အချိန်တခုကြာတဲ့အချိန်မှာတော့ခံဝင်ထူပြီးဒီမှာနိုင်ငံကိုပြန်လဲဝင်ရောက်လာတဲ့သူပဲဖြစ်ပါတယ်ဂျီယူတန်ခံဝင်ထူပြီးဝင်ရောက်လာတာမျိုးတော့မဟုတ်ပဲစစ်တပ်ကောင်းကြောင်ကိုတချင်းနေပါအပြေပြေဆိုပြီးပြန်ဝင်လာခဲ့တာပါဒီမှာဒီလေးကိုဘယ်ရောက်တော့လဲအေးစစ်စစ်မနေဘဲနဲ့စစ်တပ်ရဲ့ကြံပွဲတွေမှာတော့တချင်းလိုက်စုပေးနေခဲ့တာဖြစ်ပါတယ်အဲ့လိုကြောင့်ပဲဂျီဖတ်တယောက်ကစစ်တပ်က က်ကိုအတော်လေးဖြစ်တယ်ဆိုတာသိသွားပြီးစစ်မှုထမ်းဖို့အတွက်စာထုတ်တာခံလိုက်ရတာဖြစ်ပါတယ်။နံပါတ်3ရဲရင်အောင်ရဲရင်ကလည်းလူငယ်တွေတော်တော်လေးကြိုက်ကြတဲ့အစိုးရတယောက်ပါ။ရင်းရံကဒီဖက်လိုပဲပြမခါရောစစ်အာဏာသိမ်းတာကိုလက်မခံခဲ့တာကနေဒီပပူရွာဖြစ်တာပါ ။တပိုင်းတက်မှာပဲမြန်မာနိုင်ငံတဲကိုခံဝင်ထိုးပြီးပြန်ဝင်လာခဲ့တာပဲဖြစ်ပါတယ်။ဒီဘက်ကတော့ရောပေါကင်းညိုကားပြီးပြန်ဝင်လာတာမဟုတ်ပဲသူကကအတော်လေးခက်ခဲနေပြီးရှားစရာတော့မရှိရတဲ့အတွက်ခံဝင်ထိုးခဲ့တာလို့ရှင်းပြခဲ့ပါတယ်။ဒါပေမဲ့ခံဝင်ထိုးလိုက်ပြီးဖြစ်တဲ့အတွက်စစ်တပ်ကချစ်တယ်ဆိုပြီးသတ်မှတ်ခံလိုက်ရပြီးရဖြစ်ပါတယ်။ အတုံးလုံးစမှုထိုင်ရမယ်စီရင်တဲ့ကိုပေါင်လာပါပါအခုပြပြပြီးတော့တဲ့နုပညာရှင်၃ယောက်အပြင်စမှုထမ်းဖို့စင်ခေါ်ခံနိုင်ရတဲ့သူတွေရဲ့မှာ trade to g fire နေဝင်နှမ့်ပိုင်တို့ပါပါဝင်တယ်လို့သိရပါတယ်อืม ဒီစီရင်မှာပါဝင်သူတွေအားလုံးကဒါမဲ့ဂျုံလာမှာမဖြစ်မနေတဲ့နေစမှုထိုင်ရတော့မှာဖြစ်ပါတယ်။ခံဝင်ထိုးတာပြီးစစ်တပ်ကိုဖားနေတဲ့သူတွေနဲ့ငွေတွေကစစ်တပ်ကိုချစ်တဲ့သူတွေဒါစီရင်ထဲပါလာတာကိုလည်းတွေးကြည့်ရပါတယ်။အဲ့မဲ့ဒီနုပညာရှင်တွေကတာမန်ပြည်သူတွေလိုမဟုတ်ပဲပြည်ထောင်နေပေးနိုင်တာကြောင့်တကယ်ပဲစစ်မှုထိုင်ရမလားမထိုင်ရဘူးလားဆိုတာကိုအောက်ကဖွင့်မဲ့လေးထဲမှာဝင်ရောက်ကြည့်တာပြတော်ချဘူးပြောချင်ပါတယ်ခင်ဗျာ။ဟုတ်နော်။ ဒီ channel မှာဒီမျိုး channel မှာတင်လာတာပါကျွန်တော်ကတော့ပြန်လဲ share လုပ်ပေးတာဘောနော်အခုလိုမျိုး video လေးကိုအကြောင်းတရားချုပ်ပေးတဲ့သူတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်နောက်တဲ့ video လေးတွေမှာလည်းပြန်လဲပြီးတော့ဆုံးပြကြပါမယ် page link ကိုလည်း like and follow လေးလုပ်ပြီးတော့ကြဖို့ဖွင့်ချင်ပါတယ်ဟဲ့ကျေးဇူးတင်ပါတယ်နော်ဒါကတော့ဘုံသူဒ္ဓနဲ့ပြန်လဲ share လုပ်ပေးတာပါ bye bye ဒီစမာလာတော့တက်တယ်နေပြီကျေးဇူးဆုံးရတာတော့အားကောင်းပါဗျာကျောင်းဝင်ပြီးအမျိုးသားများ ပူရာမတ်ကတနည်းဘယ်တော့သမတ်ရောက်လာအဲ့တော့ဒီလိုကဒီလိုပူရာဥပဒေနဲ့မင်းရဲ့ယူကကျေနာအပေါ်ပြပါတယ်ရယ်ဒီမှာပြုံးနေဖြစ်ပါတယ်အပေါ်ကနေမကျက်မကွက်မကျက်မကွက်တဲ့ရောက်ရင်တရားပါ